ရှုပ်တုကိုကိုးကွယ်တဲ့ဗုဒ္ဓဘာသာက သူကိုးကွယ်တဲ့ဘာသာလောက်လူတွေကိုမကယ်နိုင်ကြောင်းပြောလာတဲ့ဆယ်လီဟိမင်းသူ လက်ကီတိုင်မွန်တတိယကျောင်းထိုင်းမြန်မာနယ်စပ်ရွှေတရီကန်ဒေသမှာဟန်နီမွန်ထွက်နေရလို့လူပြောများနေတဲ့ငယ်စဉ်ဆုံးတွေဆယ်လီဇုံဝင်းမောင်နဲ့အရေးပေါ်ရုပ်တရက်လက်ထပ်လိုက်ရတဲ့အလားမဲတင်းတင်းရဲ့နောက်ကွေကအကြောင်းရှင်မပြေဆုံးပေမဲ့လိမ္မာကဖရာတရားမမေးလို့တိန်းထောင်ကျော်တန်တိုက်အိမ်လေးကိုပိုင်ဆိုင်သွားတဲ့မဲအီကြဖြူ ရုပ်တုကိုကိုးကွယ်တဲ့ဗုဒ္ဓဘာသာကသူကိုးကွယ်တဲ့ဘာသာလောက်လူတွေကိုမကယ်နိုင်ကြောင်းပြောလာတဲ့ဆယ်လီဟိမင်းသူပရိသတ်များအလုံးမဲမင်္ဂလာပါရှင်ရုပ်တုကိုကိုးကွယ်တဲ့ဗုဒ္ဓဘာသာကထာဝရဘုရားသခင်ကိုကိုးကွယ်တဲ့ဘာသာလောက်လူတွေကိုမကယ်တင်နိုင်ကြောင်းပြောခဲ့တာကတော့အခုမြင်နေရတဲ့ဆယ်လီဟိမင်းသူပါဒီစကားကဒီရပိုင်းလူမှုကွန်ရက်အစာမျက်နှာတွေထက်မှအတော်လေးခရရက်ခတ်နေတဲ့ကိစ္စတစ်ခုဖြစ်ပါတယ်ဟိမင်းသူဆိုတာတစ်ချိန်ကမြန်မာဂျက်စတင်ဘီဘာလို့တင်စားခံရလောက်အောင် K-pop style fashion တွေ သချင်းတွေနဲ့အောင်မြင်ခဲ့တဲ့သူပါဒါပေမဲ့အခုချိန်မှာတော့သူကမိုက်ခရိုဖုန်းကိုသချင်းဆိုဖို့ကြိုင်နေတာမဟုတ်တော့ပါဘူးထိုင်းနိုင်ငံမှာအခြေချပြီးတော့ခရီးရန်သင်းအုပ်စင်ရာတယောက်အဖြစ်နဲ့ဘာသာရေးတရားတွေဟောပြောဖို့ကြိုင်ဆောင်နေရဖြစ်ပါတယ်လူတယောက်အနေနဲ့လော်ဂီအပြော်အဘာတွေကိုဆွန့်လွတ်ပြီးတော့ဘာသာရေးဘက်ကိုကူပြောင်းသွားတာဟာတကယ်ကိုမူရီတာပွားစင်ရာချီကျူးစင်ရာကိစ္စတစ်ခုပါဒါပေမဲ့ပြဿနာကသူ့ရဲ့အဟောအပြောပုံစံမှာရှိနေပါတယ် TikTok မှာပြန့်နှံ့နေတဲ့ video file ထဲမှာဟိမီသူကသူ့ရဲ့အတိတ်ဘဝကိုပြန်ပြောင်းပြောပြထားပါတယ်။ကျွန်တော်အရင်တုန်းကရုပ်တုတွေကိုကိုးကွယ်ခဲ့တယ်၊အလှူတွေလုပ်ခဲ့တယ်။ဒါပေမဲ့တကယ်တမ်းကျွန်တော်ဒုက္ခရောက်တဲ့အချိန်နှလုံးသားတွေကြေကွဲဝင်နေရတဲ့အချိန်မှာအဲ့ဒီရုပ်တုတွေကကျွန်တော်ကိုမကယ်တင်နိုင်ဘူး၊လမ်းမပြပေးနိုင်ဘူးဆိုပြီးတော့ပြောဆိုခဲ့တာပါ။သူ့ရဲ့စကားအတန်ထဲမှာသူ့လက်ရှိကိုးကွယ်နေတဲ့ဘာသာတရားကသာလင်ကယ်တင်ရှင်ဖြစ်ပြီးတော့ သူအရင်ကကိုးကွယ်ခဲ့တဲ့ဗုဒ္ဓဘာသာကတော့အနှစ်သာရမရှိတဲ့အယုတ်တုကိုးကွယ်မှုတသက်သာဖြစ်တယ်ဆိုတဲ့သဘောမျိုးတက်ရောက်နေပါတယ်။ဒါကဗုဒ္ဓဘာသာဝင်မြန်မာပြည်သူတွေရဲ့ယုံကြည်မှုတွေကိုဓာတ်ရိုက်စော်ကားလိုက်တယ်လို့ဖြစ်သွားပါတယ်။ဒီနေရာမှာဟိမိသူအနေနဲ့ဗုဒ္ဓဘာသာရဲ့အခြေခံသဘောတရားတွေကိုလွှဲမားစွာနဲ့နားလည်ခဲ့ပုံရပါတယ်။ဗုဒ္ဓဘာသာဝင်တွေဖျားဆင်းသူတော်ကိုဥချတယ်ဆိုတာဒီဆင်းသူကြီးထလာပြီးငါ့ကိုကယ်ပါလို့ဆုတောင်းတာမဟုတ်ပါဘူး။မြတ်စွာဘုရားရဲ့အဆုံးအမတွေဂုံတော်တွေကို ယုံပြုပြီးတော့ကိုယ်စိတ်ကိုကိုပြုပြင်နိုင်ဖို့ကိုအားကိုကူဖို့ဆိုတဲ့သင်္ကေတသဘောမျိုးပူဇော်ကြတာဖြစ်ပါတယ်ဟိမင်းသူကတော့ဗုဒ္ဓဘာသာကိုငါလူရင်ငါ့ကိုပြန်ကြရမယ်ဆိုတဲ့အပေးอยู่သဘောမျိုးနဲ့ကိုးကွယ်ခဲ့ပုံရပါတယ်။ဒါကြောင့်သူမျောလင်းတယ်လို့ဖြစ်မလာတဲ့အခါမှာဒုက္ခရောက်တဲ့အခါမှာယုတ်တုကမကယ်ဘူးဆိုပြီးတော့အပြစ်တင်ပြောဆိုလာတာဖြစ်နိုင်ပါတ တကယ်တော့ဒါကဘာသာတရားရဲ့အပြစ်မဟုတ်ပဲကိုးကွယ်သူရဲ့ခံယူချက်အားနည်းမှုသာဖြစ်ပါတယ်။ဘာသာရေးကောင်းဆောင်တယောက်တရားဟောဆရာတယောက်တို့အရေးကြီးဆုံးကမေတ္တာတရားပါ။ကိုယ့်ရဲ့ဖရာသခင်ဘလောက်ကြီးမြတ်ကြောင်းကိုတသက်ပြဖို့အတွက်သူတစ်ပါးရဲ့ဖရာကိုနှိမ်ချစရာမလိုပါဘူး။ကျွန်တော်ဒီမှာငြိမ်းချမ်းမှုရပြီလို့ပြောလိုက်ရုံနဲ့လုံလောက်ပါတယ်။ဟိုမှာတော့ကအသုံးမချဘူးလို့ထက်ဆင့်ပြောဆိုတာကဘာသာမတူသူတွေကြားမှာစိတ်ဝမ်းကွဲပြားမှုတွေကိုဖြစ်စေပါတယ်။ စစ်မှန်တဲ့ယုံကြည်ခြင်းရှိတဲ့သူဟာသူ့တပားရဲ့ယုံကြည်မှုကိုလည်းလေးစားတတ်စမြေပါအခုလိုလူသိရှင်ကြားဝေဖန်တိုက်ခိုက်တာကသူ့ကိုကြီးညိုနေတဲ့နောက်လိုက်တွေအတွက်တော့ဟုတ်ကောင်းဟုတ်နိုင်ပေမယ့်ကျေပြန်းတဲ့လူအဖွဲ့အစည်းမှာတော့ရင့်ကျက်မှုမရှိသေးတဲ့လုံရတခုဖြစ်တာမြင်ကြမှာပါဟိမင်းသူရဲ့ရည်ရွယ်ချက်ကကောင်းကျင်ကောင်းနိုင်ပါတယ်လူတွေကိုလမ်းမှန်ရောက်စေခြင်းနဲ့စေတနာဖြစ်နိုင်ပါတယ်ဒါပေမဲ့အသုံးပြုတဲ့နည်းလမ်းနဲ့စကားလုံးတွေကတော့မှားယွင်းနေရလို့ဆိုကြတာပါကဲပရိသတ်ကြီးရုပ်တုကမကယ်နိုင်ဘူးဆိုပြီးဗုဒ္ဓဘာသာပေါ်မှာ ဝေဖန်ချက်ထုတ်လာတဲ့ဟိမီသူရဲ့ပြောစကားကိုဘယ်လိုမြင်ကြလဲကိုပြောင်းသွားတဲ့ဘာသာကိုချိန်မွန်ဖို့မူရင်းဘာသာကိုပုတ်ခတ်တာကမှန်ကန်တဲ့နည်းလမ်းလားဆိုတာမှတ်ချက်ပေးခဲ့ပါဦးနော်ကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင် လက်ကေးတိုင်းမွန်တထေကြောင့်ထိုင်းမြန်မာနယ်စပ်ရွှေတရီကန်ဒေသမှာဟန်နီမွန်ထွက်နေရလို့လူပြောများနေတဲ့ငယ်စဉ်ဆုံးတွေပရိသတ်များအလုံးမဲမင်္ဂလာပါရှင့်သူများပေးတဲ့ပတ်စံနဲ့ခရီးသွားရတာပျော်စရာကောင်းပေမယ့်ကိုသွားခြင်းတဲ့နေရာကိုတော့ရွေးချယ်ခွင့်မရှိတတ်ပါဘူးအခုဆိုရင်ဟန်နီမွန်စပွန်ဆာယူထားတဲ့ဟိဝီရဲ့နဲ့ဆိုပြီးတဲ့စဉ်ဆုံးတွေက တာချီလေးတစ်ဖက်ခြံမဲဆိုင်မြို့ရွှေတရီကန်ဒေသမှာဟန်နီမွန်ထွက်နေရပါတယ်။အစောပိုင်းမှာတော့မင်္ဂလာပွဲငါးပွဲကျင်းပပြီးတမိုင်းသစ်ရေးထိုးခဲ့တဲ့ဟိန်းဝရဲနဲ့အစိုးပြတင်စင်တို့ဆောင်တွဲကအခုဟန်နီမွန်ခီးစင်မှာလဲပရိသတ်တွေမျှော်လင့်ထားတဲ့ဥရောပမော်ဒိုက်တို့မဟုတ်ဘဲနဲ့ထိုင်းမြန်မာနယ်စပ်ရွှေတရီကန်ဒေသကိုရောက်ရှိနေရဖြစ်ပါတယ်။ဒီအတွက်ကြောင့်မယ့်အားလုံးအတွက်လူပြောစရာကိစ္စတစ်ခုဖြစ်နေပါတယ်။ဒီခီးစင်ရဲ့အဓိကလူကတော့နမဲကြီးလက်ကြီးတိုင်မွန်စိန်ရွှေရတနာဆိုင်ပါရှင်ဦးကျော်ဝဲဖြစ်ပါတယ်။ ါတယ်မင်္ဂလာဆောင်အပြီးမှာဟေးဝရဲ့နဲ့ဆိုဖေးတဲ့စဉ်ကိုဥကြောကသူတို့ဆောင်တွဲကိုသွားကြရတော့သုံးကျင်တလောက်သုံးဆိုတဲ့ honeymoon package ကြီးကိုမင်္ဂလာလက်ဖွဲ့အဖြစ်နဲ့ပေးရခဲ့ပါတယ်အဲ့ဒီတုန်းကတော့အလုံးကဝါးမိုက်လိုက်တာကဘာပတ်တော့မှာပဲလို့ထင်ခဲ့ကြပါတယ်ဒါပေမဲ့လက်တွေ့မှာတော့ sponsor ပေးတဲ့တတိကရွှေတတိကန်ဒေတာတာချီလေးနဲ့မဲဆိုင်ဘက်ကိုခေါ်သွားတာဖြစ်နေပါတယ်ဒီနေရာမှာဝေဖန်သူတွေသုံးတက်ကြတာကဒါက honeymoon ကောင်းစဉ်တက်ထားတဲ့ဈေးရောင်းပွဲတစ်ခုသာဖြစ်တယ်လို့ဆိုပါတယ် စီဝါရေးသမားပီပီဦးကျော်အနေနဲ့သူရဲ့စိန်တဲ့ပစ္စည်းတွေကိုနေဆက်ဒေတာမှာကြော်ညာဖို့အတွက်ဈေးကွက်ချဲ့ထွင်ဖို့အတွက်နမဲကြီးဇနီးမောင်နှံကိုအသုံးချလိုက်တဲ့သဘောတက်ရောက်နေပါတယ်ဇနီးမောင်နှံနှယောက်အနေနဲ့ကျွေးတာစားခိုင်းတာလို့ဆိုတဲ့သဘောမျိုးလိုက်ပါဆောင်ရွက်နေရပုံပေါက်နေလို့ပရိသတ်တွေကတော့တနာနေကြတာပါ နောက်ထပ်လူပြောများနေ့အချက်ကတော့ငွေကြေးချေနေပါပဲ။ပုံမှန်ဆိုရင်ထိတ်တန်းနှုပညာရှင်တွေဟာကိုယ်စီအိမ်နဲ့ကိုနိုင်ငံခြားခီးထွက်ကြတာများပါတယ်။ပိုင်နဂွန်တို့ဆိုရင်တူရကီဝင်းမုံရွှေတို့ဆိုရင်ဥရောပတခြားဆယ်လီတွေဆိုရင်လည်းမော်ဒိုက်ဘာလီစသဖြင့်သွားကြတာပါ။ဒါပေမဲ့ဟင်းဝင်ရဲ့နဲ့အစိုးပြတစဉ်တို့ကတော့မင်္ဂလာငါးပွဲအတွက်ငွေကုန်ကြေးကြအများသွားလို့များပိုင်ပြတ်သွားသလားတန်လျာဝင်စရာပါ။မင်္ဂလာဆောင်ပြီးပြီးချင်းမှာတောင်အနာမယူနိုင်မယ့်ပွဲတွေတက်ပရိုမိုးရှင်းတွေဆင်ပြီးတော့ငွေရှာနေရတာကိုတွေ့ရ ြပါတယ်။အခုဟန်နီမွန်းမှာလည်းပဲကိုယ့်ရဲ့ပတ်စံနဲ့လွလွလပ်လပ်သွားတာမျိုးမဟုတ်ဘဲတထေးခေါ်ရနောက်ကိုလိုက်နေရတာကသူတို့ရဲ့လက်ရှိငွေကြေးလိုအပ်ချက်ကိုမိမောင်းထိုးပြတယ်လို့ဖြစ်ပါတယ်။ဒါအပြင်ရွှေတတိကန်ဆိုတာနာမည်ကျော်ကြားပေမဲ့လုံခြုံရေးအရာစိတ်ချရတဲ့အပန်းဖြေစခန်းမျိုးမဟုတ်ပါဘူး။တာမန်ပြည်သူတွေတောင်းသွားလာရလွယ်ကူတဲ့မယ်ဆိုင်လမ်းဘေးဈေးဆိုင်တန်းနေမှာထိတ်တန့်မင်းသမီးမင်းသားနှစ်ယောက်ကိုတွေ့ရတာကယဉ်ညိမှုရှိတယ်လို့ဆိုနိုင်ပေမဲ့နာမည်ကြီးမင်းသားမင်းသမီးဆိုတဲ့ဂုံနဲ့ကြည့်ရ ရင်တော့အားရစရာမကောင်းလာပါဘူး။ fashion တွေကစားတာမှန်တဲ့ပူရိုးရှင်းနေတာက honeymoon ဆိုတာထက်နေစင်းတဲ့ခီးစဉ်နဲ့ပူတူနေပါတယ်။ဒါပေမဲ့ heyway နဲ့စိုးပြတဲ့ဇင်ဘက်ကတော့ပျော်ပါတယ်လို့ဆိုထားပါတယ်။ဘယ်တော့တော့အေးမကြည့်ဘူး။ချစ်တဲ့သူအတူရှိနေရင်တော့နေရာတိုင်းက honeymoon ပဲဆိုပြီးတော့ခက်ကြွကြွလေးတုံ့ပြန်ထားပါတယ်။ဒါကအမှန်တကယ်ပျော်ရွှင်တာဖြစ်နိုင်တယ်လို့ sponsor ပေးထားတဲ့တတိမျက်နှာမပြက်အောင်ထိန်းပြောလိုက်တာမျိုးလည်းဖြစ်နိုင်ပါတယ်။ဘာပဲဖြစ်ဖြစ်ပေါ့သူတို့ရဲ့အခြေအနေကတော့ခိုင်မြဲနေစေဆိုတာဒီခီးစဉ်ကသက်သေပြနေပါတယ်။ ခြုံငုံသုံးသက်ရရင်တော့လက်ကင်းတိုင်းမွန်တထေဦးကျော်ရဲ့အကန့်သက်မဲ့ package ဆိုတာတကယ်တမ်းကျတော့နေရအကန့်သက်ပါနေတဲ့ခီးစဉ်တစ်ခုဖြစ်ပုံရပါတယ်။ပရိသတ်တွေမျောလင်းတယ်လို့ဥရောပမရောက်ပေမဲ့ရွှေတရီကန်ဒေသမှာရွှေလက်တွဲနေတဲ့သူတို့ပုံရိပ်တွေကတမျိုးတော့စမ်းသစ်နေတာအမှန်ပါပဲ။ကဲပရိသတ်ကြီးစပွန်ဆာကြောင့်ဥရောပမရောက်ပေနေဆက်ကိုရောက်သွားတဲ့ငယ်စဉ်ဆုံးတွဲရဲ့ honeymoon ပုံမှာဘလို့မြင်ကြလဲ။သူများငွေနဲ့ဖြစ်လို့တီးခံရတာလို့ထင်လား။ဒါမှမဟုတ်တထေးကစီးပွားရေးတကွက်နဲ့ ်ခေါ်သွားခဲ့ရလို့ထင်လောင်းမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးခဲ့ပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင် တယ်လီဆောင်ဝင်းမောင်နဲ့အရေးပေါ်ရုတ်တရက်လက်ထပ်လိုက်ရတဲ့အလားမဲတင်းတင်းရဲ့နောက်ကွေကအကြောင်းရှင်ရုတ်တရက်ချက်ချင်းဆိုသလိုကောက်ကောင်ငင်ကလက်ထပ်လိုက်ကြရတာကတော့အလားမဲတင်းတင်းနဲ့ဇော်ဝင်းမောင်ပါတင်းတင်းဆိုတာနဲ့ပရိသတ်တွေကမိုးသိညာကဝေလူကျော်နဲ့ဖြစ်ရက်တွေကိုပြင်းမြင်မိကြမှာပါဒါပေမဲ့အဲ့ဒီကိစ္စတွေပြီးရင်နောက်မှာတင်းတင်းဟာရတနာဆိုင်အပါဝင်ကိုပိုင်စီပွားရေးတွေနဲ့အောင်မြင်စွာရပ်တည်နေတဲ့စီးပွားရေးလုပ်ငန်းရှင်တယောက်ဖြစ်လာပါတယ် ဂျပန်မှာလည်းဇော်ဝင်းမောင်ဆိုတာတတ်တူးဆိုင်ပိုင်ရှင်ဟာသာဗီဒီယိုတွေနဲ့လူချစ်လူခင်များတဲ့ဆယ်လီတယောက်ဖြစ်တဲ့လို့အိမ်ထောင်ရေးကံမကောင်းကဲလို့ဇနီးတဲ့နဲ့လမ်းခွဲပြီးတမီလေးတယောက်ကိုတာဝန်ယူထားတဲ့စင်ကယ်ဖာသာတယောက်လည်းဖြစ်ပါတယ်ဒီလိုမတူညီတဲ့နောက်ခံဘဝတွေရှိကြတဲ့သူတို့နှစ်ယောက်ရုတ်တရက်လက်ထလိုက်ကြတာကပရိသတ်တွေတတော်တကယ်ကိုအင်အောစရာပါပဲ။ဘာကြောင့်ဒီလိုမျိုးရုတ်တရက်ဆုံးဖြတ်လိုက်ကြတာလဲ။အဓိကအကြောင်းရင်းကတော့တယောက်နဲ့တယောက်အယမ်းချစ်ကနားလည်မှုနဲ့လက်ထပ်ကြလို့လို့တုံးတက်ရမှာပါ။ တင်းနေနေနဲ့သမီးတယောက်အဖေဖြစ်တဲ့ဇော်ဝင်းမောင်ရဲ့ဘဝကိုလက်ခံပြီးတော့ဝင်ရောက်လာတာကသူမရဲ့ရင်ကျက်မှုနဲ့ချစ်ချင်းမေတ္တာတွေကိုပြသရရောက်ပါတယ်။အတိတ်ကနာကျင်စရာတွေကိုကြော်ဖြတ်ပြီးလက်ရှိမှာတယောက်ကိုတယောက်နားလည်မှုနဲ့ရှေ့ဆက်ဖို့ဆုံးဖြတ်လိုက်ကြပုံရပါတယ်။အွန်လိုင်းပေါ်မှာပြန့်နှံ့နေတဲ့သူတို့နှစ်ယောက်ရဲ့မင်္ဂလာပုံရိပ်တွေကတော့ဂျီနူးစရာကောင်းနေတာအမှန်ပါပဲ။တချို့တွေကမယုံနိုင်ကြပေမဲ့အများစုကတော့သူတို့ရဲ့ဘဝအသစ်အတွက်ဝမ်းသာပေးနေကြပါတယ်။ကဲပရိသတ်ကြီး တမီးတယောက်ဖြစ်ဆယ်လီဇုံဝင်းမောင်နဲ့အလာမဲတင်းတင်းတို့ရဲ့မထင်မှတ်တဲ့ဖူးစာစုံစည်းမှုပေါ်မှာဘယ်လိုမြင်ကြလဲမိမိတို့ရဲ့အမြင်လေးကိုမှတ်ချက်ပေးခဲ့ပါဦးနော် မပြေဆောင်ပေမဲ့လိမ္မာကဖရာတရားမမေးလို့တိန်းထောင်ကျော်တန်တိုက်အိမ်လေးကိုပိုင်ဆိုင်သွားတဲ့မဲ့ဤကြဖြူလူတယောက်ဟာတကယ်တမ်းလိမ္မာရင်ကျေးပြီးကုသိုလ်ကံထူးမယ်ဆိုရင် နေစရာအိမ်စားစရာထမင်းဆိုတာအလိုလိုပြေဆောင်လာတတ်ပါတယ်ဒီစကားကိုလက်တွေ့သက်သေပြလိုက်သူကတော့အစင်းရွံပါတဲ့ကျူးကျော်တဲလေးကနေတိန်း6ထောင်ကျော်တန်တိုက်အိမ်ပိုင်ရှင်ဖြစ်လာတဲ့တမီလေးဤကြဖြူပဲဖြစ်ပါတယ်အသက်16နှစ်သာရှိသေးတဲ့မဲ့ဤကြဖြူဟာသူသားဆောင်လေဗုဒ္ဓဝင်ပြန်ခွေးမှာတနိုင်ငံလုံးပထမဆုကိုစုခူးခဲ့တဲ့သူပေါ့လူကြီးနေတောင် ေဖို့ခတ်တဲ့ဘာသာရေးမေးခွန်းတွေကိုဖြေဆိုနိုင်ခဲ့တာကသူမရဲ့ဉာဏ်ပညာကြီးမားမှုကိုပြသနေပါတယ်။ဒါပေမဲ့သူမရဲ့အောင်မြင်မှုလေးဝဲချက်ကဉာဏ်ကောင်းရုံသက်သက်မဟုတ်ပါဘူး။သူမဟာမိဘကိုရိုးသေတဲ့ဆရာသမားတွေကိုလေးစားတယ်၊ယရနာသုံးပါးကိုဥထိပ်ထားတယ်၊ကြောင်းသွားရင် ရှုံမပြေအောင်ဂုံပူပူပြီးတဲ့ဖခင်ရဲ့မြေတားကိုနားလည်ပြီးတော့ဘဝကိုအရှုံးမပြေရဲစူးစားခဲ့လို့အခုလိုထူးခြားတဲ့ကံကောင်းမှုကိုပိုင်ဆိုင်ခဲ့တာပါ။သူမရဲ့ဒီလိုစံပြစိတ်ဓာတ်လေးကိုလေးစားလို့ လိုင်တာယာကစေတနာရှင်တထေးကြီးဥရွှေမန်းက36000တန်မြေခွန်းနဲ့အတူခမ်းနားတဲ့တိုက်အင်တလုံးကိုဝါဆောက်လို့လူတန်းခဲ့ရဖြစ်ပါတယ်။ပြီးခဲ့တဲ့ဒီဇင်ဘာလ12ရက်နေ့ကမှအိမ်တက်တဲ့မင်္ဂလာပွဲကိုဆရာတော်တန်ဃာတော်ရိနဲ့စီကားတိုင်းမြိုက်စွာကျင်းပပြီးစီးခဲ့ပါပြီ။ အရင်ကမိုးလုံးလေးလုံးတဲလေးနဲ့နေထိုင်ခဲ့ရတဲ့ဘဝကနေအခုလိုကိုယ်ပိုင်အိမ်နဲ့နေထိုင်ခွင့်ရတာကတရားရိုက်ခိုးသူပူငိမ့်မှုရဆိုတဲ့အတိုင်းပါပဲကေပရိသတ်ကြီးရဲ့ငွေကြေးမပြည့်စုံပေမဲ့စိတ်ဓာတ်နဲ့ဘာသာရေးအတိပြည့်စုံခဲ့လို့ဘဝအလှည့်ကြောင်းဖြစ်သွားတဲ့သမီးလေးအီချာဖြူကိုကြည့်ပြီးတော့ဘလို့ခွန်အားတွေရလဲဆိုတာပြောသွားခဲ့ပါဦးနော်